အားလုံးပဲမင်္ဂလာပါခင်ဗျာပိုင်မိုးနေပယ်တစ်ခုကိုစဖန်တီးဖို့အတွက်တေပယ်ထဲမှာကလစ်တစ်ချက်နှိပ်လိုက်တယ်အင်းဆက်ထဲကိုသွားလိုက်တယ်ကျွန်တော်တေပယ်ထဲမှာမှပိုင်မိုးတေပယ်ကိုခေါ်လိုက်တယ်ဒီပေါက်မှာဆိုရင်ကျွန်တော်တို့ရဲ့ဆေးတေပယ်မှာရှိတဲ့ data ချက်လက်တွေအကုန်လုံးကိုသူကရွေးချယ်ထားတယ်ဆိုတော့ပြပေးတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ပိုင်မိုးတေပယ်ကိုဘယ်နေရာမှာထုတ်ရှင်လဲဆိုတဲ့မေးခွန်းမေးတဲ့အခါမှာခြေလေးတွေဖန်တီးပြီးတာဖြစ်တော့ကြောင့်မလို့ exception wash ကိုခေါ်လိုက်မယ် ကျွန်တော်ထည့်ကျင်တဲ့နေရာကိုမြားလေးပိတ်ပြီးတော့မှကလစ်ပေးလိုက်မယ်ကျွန်တော်စီတန်းကနေပြီးတော့မှစထည့်လိုက်မယ် okay နင်းနေတဲ့ခါမှာကျွန်တော်တို့ pivot တွေပဲတကူရပြီဘာ data မှမရှိသေးဘူးပထမဆုံးဆိုတာကျွန်တော်ကဒီနေရာမှာ rule level တွေကို group လုပ်တဲ့ပုံစံလေးကိုပြသွားမယ်ဒါကအရန်အုံတဲ့နီလန်တစ်ခုပဲအရင်ဆုံးအသက်တွေကို rule ကိုထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့အသက်တွေက session နဲ့ကနေပြီးတော့မှ customer တွေက55နှစ်အထိရှိတာကိုတွေ့ရမှာဖြစ်ပါတယ်သူတို့ကကျွန်တော်တို့ရှိမှာစုစုပေါင်းဘယ်လောက်ထိဝယ်ရရှိရဲဆိုတာကိုသိကျွန်တော် sales ကို value တက်ထည့်လိုက်တယ် ။ဝါကျွန်တော်တို့သိရပါပြီ။အခုတော့16နှစ်ရှိတဲ့သူတွေရဲ့ဝယ်အား19နှစ်ရှိတဲ့သူတွေရဲ့ဝယ်အား22နှစ်ရှိတဲ့သူတွေရဲ့ဝယ်အားကိုကျွန်တော်တို့ချက်ချင်းပဲသိသွားပါတယ်။အဲ့တော့ကျွန်တော်ရောင်းအားတွေကိုနံပါတ် format ပြောင်းလိုက်ပါမယ်။ Okay ရသွားပါပြီ။အရင်များတဲ့ data တွေဖြစ်တဲ့အကြောင်းလို့ကျွန်တော်တို့ group လုပ်ပြီးတော့မှကြည့်တယ်ဆိုရင် insight တွေကိုလွယ်လွယ်ကူကူနဲ့မြင်ရမှာဖြစ်တယ်။အဲ့တော့အသက်တွေကို group လုပ်ကြည့်မယ်။ Right click နှိပ်လိုက်မယ်။ group ကိုခေါ်လိုက်မယ်။15နှစ်ကနေစပြီးတော့မှ10နှစ်တစ်ချိန်စီကို ခွဲခြားလိုက်မယ်ဒီမှာဆိုလို့ချင်တော့ starting at ဆိုတာကိုကြိုက်တဲ့ကဏ္ဍကိုပေးလို့ရတယ်အသက်20ရာစကြည့်မလား35နှစ်ကစကြည့်မလားကြိုက်တဲ့ကဏ္ဍကိုထည့်လို့ရတယ်အ NAS ကတော့သူ့မဲ့သူဖော်ပြပေးထားတယ်ဒီထဲမှာ55နှစ်ကအကြီးဆုံးပါတယ်ဒါကြောင့်မို့လို့55ကိုဖော်ပြထားတယ်တကယ်လို့ကိုက60ထည့်လိုက်မယ်ဆိုရင်လည်း no problem ပါ နောက်ထပ်အသက်60လေးထိကိုကဈေးရောက်ခဲ့လေဆိုရင်60လေးထိ data ချက်လက်တွေပါလာမှာဖြစ်ပါတယ်။ဘိုင်းဆိုတာကတော့ကျွန်တော်တို့တစင်ပြီးတစင်တက်သွားမဲ့နီးနန်းဖြစ်တဲ့15နှစ်ကနေ25 25ဆကနေ30ပေါ့30ထဲထားတဲ့ကြောင့်မို့ဒီလိုဖြစ်သွားမယ်။ okay ကိုနှိပ်ကြည့်လိုက်မယ်။ကျွန်တော်တို့ results ကအရင်မိုက်ပါတယ်။ဆိုလိုတာက15နှစ်ကနေ24နှစ်ကြာရှိတဲ့လူငယ်တွေကဝယ်တဲ့နှုန်းက186တန်းရှိတယ်။25နှစ်ကနေ34နှစ်ကြာရှိတဲ့သူတွေက316တန်းဝယ်လို့ရရှိတယ်။တော်တော်လေးမိုက်တယ်နော်။ နောက်တစ်ခုက အသက်ဘလောက်မှရှိတဲ့ group တွေကဝယ်လိုအားများတယ်ဆိုတာသိချင်တော့ကျွန်တော်ကဆက်လက်ပေးပြီးတော့မှ home name ကိုသွားမယ်။ conditional formatting ကိုသွားမယ်။ icon set ကိုသွားလိုက်ပြီးတော့မှ icon လေးတွေကျွန်တော်ထည့်လိုက်မယ်။ဒါဆိုရင်တော့ရောင်းကအကောင်းဆုံး group တွေကိုအစိမ်းရောင်လေးနဲ့များလေးက app arrow ထောင်ပြတာကိုတွေ့ရမယ်။ဒါကအရင်မိုက်တဲ့ feature ဖြစ်ပါတယ်။ပြီးတဲ့အခါမှာကျွန်တော်တို့ visualize လုပ်ကြည့်သွားမယ်။ pivot table ထဲမှာ click နှိပ်လိုက်တယ်။ pivot table analysis ကိုသွားလိုက်တယ်။ pivot chart ကို click နှိပ်လိုက်ပါမယ်။ ဒီမှာပေါ်ပြထားတဲ့ချက်တစ်ခုကိုပဲကျွန်တော်ရွေးပြလိုက်ပါမယ်။ Okay နှိပ်လိုက်မယ်။တော်တော်လေးမိုက်တယ်နော်။ Okay တိုင်နေကကိုကြိုက်တာပြီးလို့ရတယ်။ကျွန်တော်တိုင်နေကို delete လိုက်မယ်။ဒီနောက်က fee တွေကိုကျွန်တော် hide ထားလိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့မြင်ကွင်းလေးကိုပို့ပြီးကြည်ကြဲမြင်ရတယ်။ total ကိုလည်း hide ထားလိုက်မယ်။ပြီးရင်နောက်က grid line တွေနဲ့ကျွန်တော် hide ထားလိုက်မယ်။ဒါဆိုရင်တော့ချင်းချင်းလေးနဲ့မြင်သွားရမယ်။ပြီးတဲ့အခါမှာကျွန်တော်တန်မိုးတွေကိုထည့်လိုက်မယ်။တန်မိုးတွေကို click နှိပ်ပြီးတော့မှနည်းနည်းလေးကြီးထားလိုက်မယ်။ပို့ပြီးတော့မှထင်ရှားရှားမြင်ရဖို့ကြီးထားလိုက်ပါမယ်။ဒါဆိုရင်တော့အသက်ရွယ် group line ဒီမှာ ဘာချက်ကိုမြင်ရလဲကြည့်လိုက်ရင်တော့35နှစ်ကနေ44နှစ်ကြာရှိတဲ့အသက်အုပ်စုကတော့ကျွန်တော်အချိန်မှာအဝယ်အများဆုံး customer တွေဖြစ်တယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်အဲနောက်တစ်ခုအနေနဲ့ဘယ်လိုမျိုးဝယ်သူအမျိုးအစားတွေလဲဆိုတာကို slicer နှိပ်ပြီးတော့မှ filter ထောက်ကြည့်သွားမယ်အဲ့တော့ pivot table ထဲမှာ click နှိပ်လိုက်တယ် pivot table analysis တဲ့သွားလိုက်တယ် insert slicer ကိုနှိပ်လိုက်တယ် customer segment ကိုကျွန်တော်နှိပ်လိုက်ပြီးတော့မှ okay နှိပ်လိုက်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ customer segment တကူရသွားပြီဒီနားလေးမှာပဲနေရာချထားလိုက်မယ်ပြီးတဲ့အခါမှာ ကိုစုမစားသုံးသူတွေရဲ့ဝယ်လူအားကိုကျွန်တော်တွေ့ရပြီစားသုံးသူတွေရဲ့ဝယ်လူအားမှာဆိုလို့ရှိရင်25နှစ်ကနေ44နှစ်ကြားကအများဆုံးဖြစ်တာကိုကျွန်တော်တို့တွေ့ရမယ် corporate မှာဆိုတော့အသက်အုပ်စု3စုလောက်ထိကမတိမ်မရင်ဝယ်လူအားတွေတွေ့ရတယ် home office တွေမှာဆိုတော့35နှစ်44နှစ်ကြားတွေက home office မှာတွေ့ရတာဖြစ်ပါတယ်ဒီဝယ်လူအားတွေကိုနှစ်အလိုက်လအလိုက်ကျွန်တော်တို့ analyze လုပ်သွားလို့ရတယ် by mode တွေထဲမှာ click နှိပ်လိုက်တယ် by mode တွေ analysis တွေသွားပြီးတော့မှ insert timeline ကိုခေါ်လိုက်တယ် order date ပေါ့ order တွေကိုရွေးပြီးတော့မှ okay နေလိုက်တယ်ကျွန်တော်တို့ timeline တစ်ခုရသွားပြီ timeline လေးကိုနေရာချကြည့်လိုက်မယ်ပထမဦးဆုံးခုနှစ်ကိုရွေးလိုက်မယ်ကျွန်တော်တို့ကြိုက်တဲ့ခုနှစ်ကို click နှိပ်ပြီးတော့မှကြည့်လို့ရပါတယ်ခုနှစ်အလိုက်ရောင်းအားတွေကိုတွေ့လို့ရတယ်။နှစ်နှစ်စာရောင်းအားသိကျင်တယ်။ဥပမာ2023-2024 draw ဆွဲလိုက်တာနဲ့နှစ်နှစ်စာရောင်းအားကိုကျွန်တော်တွေ့ရမယ်။၃နှစ်စာ။ Okay ။ကျွန်တော်2023ရဲ့ လားလဲရောင်းအားတွေကြည့်ကျင်တဲ့အခါမှာမန်းကိုကျွန်တော်နှိပ်လိုက်မယ်။ပြီးတဲ့အခါမှာဇန်နဝါရီရောင်းအား၊ဖေဖော်ဝါရီရောင်းအား၊မတ်ရောင်းအားစသည်အဖြစ်ကျွန်တော်တို့ထပ်ကြည့်လို့ရတယ်။ဥပမာမတ်လကနေဂျွန်ထိကြည့်ကျင်နေဆိုတဲ့ dress ဆွဲလိုက်တာနဲ့မတ်ကနေဂျွန်ထိပေါ့။စက်တင်ဘာလရဲ့ရောင်းအားဘယ်လိုရှင်နေရှိတယ်။ F23 ရဲ့ budget ကိုကြည့်ကျင်နေဆိုလို့ရှင်လေ။ October ကနေ October 20ကနေစက်တင်ဘာ2023 F5 ထိကျွန်တော်ကြည့်လို့ရတယ်။ဒါဆိုလို့ရှင် F5 2023ရဲ့ရောင်းအားတွေကျွန်တော်တွေ့ရမှာဖြစ်တယ်။စုတ်ခု ဒါအရန်မိုက်တဲ့နီလန်လေးဖြစ်ပါတယ်။ဒီ sharing စီစဉ်လေးကိုနှစ်သက်တဲ့ဆိုရင်မိတ်ဆွေတွေကိုပြန် share ပေးဖို့အတွက်တိုင်တွန်းလိုပါတယ်။နောက်ထပ် sharing စီစဉ်လေးမှာပြန်လည်ဆုံးဖြတ်ကြပါမယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။